အားလုံးမင်္ဂလာပါ။ iPhone နဲ့ပြန်လည်ကျေးဇူးပါတယ်။ဒီနေ့ညကတော့ကျွန်တော်တို့ဒါ Manchester United တို့ရဲ့ Europa League ဘောစနစ်ရှိလို့တစ်ဖက်မှာလည်း Premier League မှာ Chelsea တင်းရဲ့ Conference League ဘောစနစ်ရှိတယ်။ Europa League မှာတော့ကျွန်တော်တို့ဒါဆက်ကြောက်တဲ့စင်ဘောစနစ်ရှင်မန်စားကြမှာဖြစ်ပါတယ်။သူတို့ Athletic Bilbao နဲ့ Roma ရှိလို့ဒါ Frankfurt နဲ့ Ajax, Lazio နဲ့ Borussia Dortmund, Olympic တင်းနဲ့ကျွန်တော် Polo Clinic တင်း, Lyon နဲ့ FC SP တင်းတို့ Manchester United နဲ့ အရေးဆိုစီတဲ့အတင်းတို့ဒါရန်ဂျာနဲ့ဖီနာဖာချီတော်တန်ဟော့စပါနဲ့ဟာအေဇက်အခမာတို့ရှေ့မြန်ကစားကြမှာဖြစ်ပါတယ်။ဒါကျွန်တော်တို့ပြီးမြတ်လေးကလပ်တွေဘက်ကိုကျွန်တော်တို့အရင်ဆုံးကြည့်မယ်ဆိုရင်တော့မန်ချက်စတာယူနိုက်တက်ဟာရေးဆိုစီတက်ကိုသူတို့ရဲ့အင်္ဂလန်အိုထရစ်ဖို့မှာကျွန်တော်လက်ခံကစားရမှာဖြစ်တယ်။ခရင်းကဒီနေ့ပွဲဟာသူတို့ရဲ့တေးကြတော့ရင်တော့အရင်ပွဲကလည်းတေးကြတာဆိုတော့ဒါအချိန်ပိုပလေတီဆက်သွားရနိုင်တယ်လို့ ပွဲပြင်းမှာပဲမန်ယူဟာဆိုဒီတိုက်ကိုအင်ဝင်အားသာချက်နဲ့တို့တွေကောင်းကောင်းကန်းနဲ့နိုင်ရရှိဖို့လိုအပ်ပါတယ်သူတို့ဖြစ်နိုင်ကြေကျွန်တော်တွေရလက်ကတော့သူတို့အရင်ဆုံးစတိုင်ပဲဒါ white land ကိုတက်စစ်ထားမလားဥမာပြောမယ်ဆိုတော့ white land ဒီနေ့ပွဲမှာတော့ကျွန်တော်တွေအပါဘူးလို့မြားတယ်ဗျ white land နေရာကိုစက်စည်းထားပြီးတော့ဂါနာချူတို့ခါနန်ဒတ်တို့ဒါလိုတို့ဒါထိုကူးတို့မဇာဟီတို့လင်ဒီလိုတို့ဒီတိုက်တို့ဒါအခုမှအူနာနာတို့ပွတ်ထွက်ဖို့အခွင့်အရေးများတယ် ဦးနာနာကတော့တကယ်ကို Fallen App Player နဲ့ပေါ်ထွက်မှာဖြစ်ပါတယ်။ဒုတိယကတော့ Mao Fan Player ကိုတော့ဒါကိုတော့ဟောပေါ့နီးပြအမော်ရင်းနဲ့ဂျီနီပွဲမှာတော့မတုံးဖို့တော့ဖြစ်နေကြီးများလေဗျ။ဒါပေမဲ့လည်းဒါ Penalty Penalty ကောက်ခဲ့မယ်ဆိုရင်တော့ဒါကိုတော့မအူနာနာကိုလဲပြီးတော့ Player ကိုဒါဖန်ခိုင်းမလားဆိုတော့ကျွန်တော်မပြောကြဘူး။ဖိနကရဲဆိုစနစ်နဲ့ Man U ဟာသူတို့အနေနဲ့ဒါအချိန်ပိုထိတော့7တော့နေအောင်ဗျာ။ Penalty ထိတော့ ဆန်သွားတယ်မူသူပေါ်ချိန်ပြမှာပဲသူကမ်းပြီးတော့နိုင်ခင်းနေဘာလို့ဆိုတော့မန်ယူဟာကပြီးခဲ့တဲ့အာဆင်နယ်ရဲ့ပွဲမှာတွေ့မြင်တဲ့ချီဆွမ်းမန်းကိုကြည့်ရမယ်ဆိုရင်တော့သူတို့ဒါအစုံးတဲ့ပိုင်းတွေကအကောင်းကင်မယ်ဆိုရင်အာဆင်နယ်တို့နဲ့သူတို့နိုင်ွယ်ဖော်ဆောင်နိုင်ခဲ့တင်တာဒီနေ့ယူရဒီနေ့ဆိုစင်းတဲ့ပွဲမှာဆိုရင်တော့ဒါအာဆင်နယ်ပွဲကချီဆွမ်းကိုဒီနေ့ပွဲထိတည်လာမယ်ဆိုရင်တော့ AC ပဲကျော်လေးဒါသူတို့တာမန်ပွဲချိန်အတွက်မှာပဲနိုင်ဖို့ကအလားတကံက ဒါ90ရာခိုင်နှုန်းရှိတယ်ဗျာအာဆနယ်တဲ့ပွဲတုန်းကခြေစွမ်းကိုတာဒီနေ့ရဲဆိုနေပွဲကိုတာတဲဆောင်လာမယ်ဆိုတော့ AC ရဲ့ကြော်ရဲ့ Man U နိုင်ပါပါတခုရှိတာက Man U ဟာအတင်းကြီးနေကောင်းပြီးတော့အတင်းငယ်နေဆိုတော့ကြောင်ပြောက်တဲ့အစင်လာကတော့ဒီနေ့ပွဲစဉ်မှာခြေဖြတ်ရမယ်နောက်ဘက်ကတော့ကျွန်တော်တို့ဒါချက်ဖိုင်နဲ့ A set အခါမှာဒါတော့တင်ဟာ Hotspot ကိုအရင်ပွဲအခမာရဲ့အိမ်ပွဲမှာတော့ရှုံးထားတယ်ပြင်လာကဒီနေ့ပွဲဟာစပါဟာအန်ဒီရရှိတယ်တို့ရဲ့အတင်းကောင်းဆောင် ဒါဆွန်အတွက်ဒီနေပွဲကိုကံပြီးတင်နေဆွာမင်းဒီစပားနဲ့တူကံလာကြတယ်လေအစ်တင်များပြီတို့ရိုးပါလေကိုတို့တို့ဒီဒါအ ਨੇ ဆုံးတော့ဖိုင်နယ်ထိတက်ဖို့တော့စပားအတင်းနေနဲ့မြန်လင်းချက်ရှိနေတယ်တိုင်ပဲလေအဇက်ခမာကိုပြမကြော်မှာရှုံးတာဆိုတော့ဒီနေ့တို့ရဲ့အင်ကွင်းမှာတော့နိုင်ွယ်ရရှိဖို့လိုအပ်တယ်ဒါမှမဟုတ်ဒီကြာသွားရင်လည်းထွက်ရမှာဗျအ ਨੇ ဆုံး1-0တို့နိုင်မယ်ဆိုရင်တော့မင်းနဲ့ဒါပလယ်ထိရောက်အောင်တော့ ဖဲခေါ်တင်နေစပါးအနေနဲ့တော့ကြောင်းကပြောက်ဖို့လိုတယ်စပါးရဲ့အနေထားကဒီရည်မှာအချင်းရောလေးဆိုးနေအောင်တွေးရတယ်သူတို့အနေနဲ့ပရီးမီယာလိမှာလည်းအဆင့်15လောက်ထိလိုရောက်နေလို့အခုဒါရိုးပါလိမှာလည်းသူတို့တွေကအချင်းကြီးကအဝေးဝင်းမှာရှုံးတာဆိုအချင်းကြီးကမကောင်းဘူးဒါတော့ပရီးမီယာလိကလပ်ဖြစ်တယ်စပါးတို့ရဲ့ရိုးပါလိကွဲနောက်ဘက်ကတော့ချက်စီးရဲ့ကွန်ဖရင့်လိကွန်ဖရင့်လိမှာပိုးဆွဲဖို့အိမ်ပန်းစားသုံးတင်းကချက်စီးဖြစ်ပါတယ်ချက်စီးနေတဲ့ဒီနေ့ညကတော့ FC ကိုပင်ဟေဂင်နဲ့ ရှင်မြန်ကစားရမှာ FC Copenhagen ရဲ့အိမ်ဝင်းမှာလည်းချက်စီရတိုးပါဆိုရလည်းနဲ့နိုင်ခါတာဆိုတော့ဒီနေ့ပွဲစဉ်ကချက်စီတို့အတွက်တော့အခက်အခဲမရှိနိုင်ပါဘူးသူတို့အိမ်ဝင်းအားတာကြလည်းဖြစ်တယ်။အပြီးတော့အစင်တန်းချင်း Conference League ဆိုတဲ့နေရာမျိုးကလည်းရုပ်တွေချက်စီအနေနဲ့တော့ဒါလူရဲ့လူဝင်အားနဲ့တော့တကြပေါ့အနိုင်ရဖို့ကတော့ဒါအရန်ဆင်းတော့တောင်မနဲ့ဒီ Conference League မှာအနိုင်ရဖို့ကချက်စီရဲ့အစီအပါပဲအခုရင်ကြောမှာလဲကိုမင်းရဲ့ဂင်ကို2-1နိုင်တာဆိုတော့ဒါသူတို့ စတန်ဖို့ဘလက်မှာအချက်ဆွေးညင်တဲ့အခက်အခဲမရှိတဲ့ပွဲစဉ်ကိုဖော်ဆောင်နိုင်နိုင်မယ်လို့ကျွန်တော်ထင်ပါတယ်။ဒါတော့ဒီနေ့မြပွဲစဉ်ဖြစ်တဲ့ Conference League တို့ဂျိုးဘာလေးတို့ရဲ့ Premier League ရဲ့ပွဲစဉ်တွေကိုတုံးနဲ့တင်ဆက်ပေးတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။